လွားနေဟုတ်ကဲ့ပါကျေးဇူးများပဲဒီမှာလည်းအများနဲ့ကူညီပေးရတော့ဟုတ်ကဲ့ပါအခု last stop ဆိုရဲစမှာတော့ဟောပရိသတ်တွေတည်ကျတဲ့ဥပ္ပိတာနဲ့ပတ်သက်တဲ့အနုပညာပေါ်ထန်ရှားချက်တွေဥပ္ပိတာရဲ့လက်ရှိ လူနေမှုဘဝရှက်တိချက်အပါဝင်ပေါ့နော်ဥပိတာပေါ့အများကသုံးသက်ချတယ်ဆိုရဲအချက်တွေကိုပြန်ပြီးတော့ဒီစီစဉ်မှာမှတ်တမ်းနေနေတာပါခင်ဗျာဟုတ်ကဲ့ပါပညာရှင်လူပညာရှင်ဘဝကိုမြောက်ပြန်ပါဥပိတာတွေလည်းအရင်ရုံးကြရအောင်ကျွန်တော်သိရပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဥပိတာဥပညာအလုပ်တွေကိုလုတ်လုတ်ကြိုက်တဲ့အခါမှာဘလို့စိတ်ခံစားချက်နဲ့လုတ်ကြိုက်ရဲနောက်ပြီးတော့ဥပိတာဘလောက်ထိထိုးစားရရလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပထမဆုံးမှတ်တမ်းနေနေပါအဲ့ဒါပြောရရင်တော့ဟိုငငယ်လေးက ိုလှုပ်ချင်တာတခုဝါသနာပါပါယူတုတ်တဲ့ဟိုအတိုင်းတာတခုပြောချင်တာပေါ့နော်ဒီဓာတ်ပုံကိုဘလို့နီးနေဝါသနာပါသွားလဲဆိုတော့ပထမအဥဆုံးနွေရာသီចောင်းပိတ်ရက်ဒီပါဆိုလို့ရှိရင်အဖေကပကြီးဝါသနာပါဆိုတော့တည်တယ်ဟိုမိဘကလည်းငယ်ရုံးကတားသမီးတွေများတဲ့အခါကျတော့တားသမီးတယောက်တိုင်းရဲ့လိုအပ်ချက်ကိုမိဘတွေကဖြေမပေးနိုင်ခဲ့ဘူးဒါကတော့ဘယ်မိဘမှမဆိုတားသမီးတိုင်းကိုချစ်တယ်သို့တော်လည်းသူ့မှာ တဦးစီရဲ့လိုရင်းဆန္ဒကိုဖြည့်ပေးဖို့သူ့မှာလုံလောက်တဲ့အင်အားမရှိဘူးအဲ့တော့ငငယ်ဘွားတော့ကြမ်းတမ်းတယ်ပေါ့ဗျာပြောရရင်အဲ့တော့အဲ့ချိန်မှာအဖေကမင်းကိုပကြည်ဝါသနာပါဆိုရင်ဟိုဘက်လမ်းမှာရှိတဲ့ဒီရေသေးကာလာဘာမှဓပုံနေလို့သူကကာလာပြန်ထည့်တယ်ဦးတိုင်းမြတ်ဆိုတော့နာမည်ကြီးပဲအဲ့သူရှိမှာခဲထိုးတဲ့ပညာရယ်နောက်ပြီးတော့အဲ့ဒီကာလာဖြည့်တာသွားတင်မလားဆိုတော့အဖေနဲ့အဲ့အဲ့ဦးတိုင်းမြတ်ကညနေပဲဆိုသူကဟိုဓမ္မကျောင်းပညာပြောရတာအဲ့တော့အဲ့ဒီမှာ ွားပြီးတင်ပြစ်တယ်ဟုတ်တင်တယ်ဆိုတော့လည်းမြန်မြန်ဆက်စားတော့မဟုတ်ဘူးနှစ်လသုံးလလောက်ပေါ့တင်းတယ်အဲ့ဒီမှာပါလဲဆိုတော့အဲနေရနေပြီးတော့အဲ့ဒီမှာလာတဲပြီးတော့ဓာတ်ပုံရိုက်တဲ့ဘိုစောဆိုတာရှိတယ်သူ့ရှိမှာကိုကအဲ့မှာသူနဲ့တွေ့မင်းတောင်းရတာဝါသနာပါလားဆိုတော့ပါတယ်ဆိုပြီးတော့မှသူ့ရှိသွားပြီးတော့တပည့်ခံပြီးတော့ဒီဓာတ်ပုံပညာစလုပ်ခဲ့ရတယ်အဲ့တော့ဘာလဲဆိုတော့အဓိကအခုချိန်မှာဘာကိုသိခဲ့လဲဆိုတော့ဝါသနာပါတာဟုတ်တယ်သို့တော်လေဝါသနာပါတဲ့ပုံမှာအခြေခံကြကြ ိုင်းပြည်ကမတိုးတက်တာလည်းပါမှာပေါ့နော်အဲ့ချိန်တော့တော့အခုလိုတကယ်ကင်မရာကောင်းကောင်းနေမရှိဘူးနောက်ပြီးတော့တင်တန်းကောင်းကောင်းမရှိဘူးလေ့လာဖို့ဘာမှမရတဲ့အခိုက်အတန့်တစ်ခုကိုမှငါတို့ကကြီးပြင်းခဲ့ရတယ်ကာလတစ်ခုမှာအဲ့အရာကိုခုနေပြန်တွေးမိရင်လည်းအများကြီးဟိုဘ ᱹ ဒုအပြစ်တင်ရမှလည်းမသိဘူးဘာပြောရမှန်းကောင်မသိဘူးတခါကြတော့ကိုဘွားကိုတခါလေးလေးဗုဒ္ဓဘာသာဖြစ်ရတာလွယ်ပြီးဒီတိုင်းပြည်မှာလူဖြစ်ရတာတော်တော်ဝမ်းနည်းစရာကောင်းတယ်ဘာကြောင့်လဲဆိုတော့စိတ်အဲ့အချိန်မှာကငါတင်တန်းနေရှိပြီးတော့ ငါရဲ့ဒီလိုစိတ်မျိုးနဲ့သင်တန်းတွေတက်ပြီးတော့ငါကပြည့်ပြည့်စုံကြီးပင်းခဲ့ရရင်ဒီချက်မကငါခီးရောက်နိုင်တယ်လို့တွက်မိတာပေါ့နော်အဲ့တော့ဘာလဲဆိုတော့ဟိုလှုပ်ချင်တာတခုကိုလှုပ်တယ်သို့တော်လည်းညစ်နစ်ကိုမသိတဲ့ခါကျတော့လမ်းပြပေးမဲ့လူမရှိဘူးမရှိတဲ့ခါကျတော့ကိုထင်တာကိုဆွတ်လုပ်တယ်လှုပ်တဲ့အတွက်ကောင်းတာရှိဆိုမားတာလည်းအများကြီးရှိမယ်တေချာတခုကတော့ဟိုကိုထင်တာကိုလှုပ်လို့ရှိရင်ကောင်းတာနဲ့ဆိုးတာဆိုရင်အဆိုးဘက်ကပိုဖြစ်ပုံများတယ်အဲဥပိတာ ပြောတော့ရတဲ့အချက်တွေမှာဆိုလို့ရှိရင်လူပညာရှင်တယောက်အနေနဲ့ပေါ့နော်ဒီကိုရန်ဘဝဖြတ်တန်းမှုတွေပို့ပြီးတော့ဆောင်ရွက်သူတွေကလူပညာဒီညက်ပေမှာပို့ပြီးတော့တော်နေရဆိုတာကိုလေဒီကဘာပေါ်မှာရှိတဲ့လူပညာရှင်ပေါင်း၄တောင်ကျော်စတန်ကောက်နေတဲ့အခါမှာလေဒါအများဆုံးတွေ့ရတယ်ဆိုတော့အပိုင်းကျွန်တော်တင်ပြပါပြ။အဲကျွန်တော်တို့ကြားသိရတာတော့ဟို channel နဲ့ကိုယ့်ရဲ့ life ကိုဟိုဖြတ်တန်းမှုတွေတွေက ိုပြီးတော့တိတ်နေတယ်လို့ဥပိတာလည်းအခုပဲပြောပြပါမယ်ခင်ဗျဥပိတာလည်းလည်းလည်းဟိုဓမ္မမညာရှင်ကိုမိုးကိုမိုးနဲ့ဆိုလို့ရှင်ဥပိတာတို့ same batch တွေလည်းဖြစ်တယ်ပန်းချံဓမ္မဆရာဘောဟာနေပြီးတော့အရန်စ조사ရုံးခံရတယ်ဆိုတော့အပိုင်းဒီကျွန်တော်တွေ့ရပါတယ်ခင်ဗျအဲ့တော့ဘောတော့ဥပိတာဖြတ်သန်းခဲ့တဲ့ဘောဟာ life ပါဒီခေတ်ဓမ္မမညာရှင်တွေရောဒီဓမ္မဒီလိမ့်လာလိုက်စားနေတဲ့သူတွေအတွက်ရောကိုရလာတဲ့အတွေ့အကြုံတွေကမှအကောင်းဆုံးတွေ့ကြုံတွေချက်တော့ share လုပ်ပါခင်ဗျအဲ့ဒါကတော့ခုနကပြောသလို အဲကဘာမှာလဲတကယ်နာမည်ကြီးတဲ့ပုံကိုယ်တွေအကုန်လုံးကဟိုဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာတဲ့လူတွေပါပဲ။ဘာကြောင့်လဲဆိုတော့ခုနပြောသလိုပဲဘယ်နယ်ပယ်မှာဖြစ်ဖြစ်နုပညာနယ်ပယ်အသီးသီးမှာရောတကယ်ဟိုအလွှာပေါင်းစုံမှာရောချမ်းသာတဲ့စီးပွားရေးမှာရောဘယ်နေရာမှာကြီးကြီးတကယ်ချမ်းသာတဲ့တကယ်လက်ရှိအောင်မြင်နေတဲ့လူတွေအလုံးကတကယ်ငယ်ငယ်တုန်းကချိုးတက်တက်နဲ့ဒီပင်မဆင်းသင်းရဲနဲ့ကြီးပင်ရဲတဲ့လူတွေများပါတယ်။ဟိုတကယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနပြောသလိုကြံတဲ့ဟာမျိုးလည်းမရှိဘူးလားဆိုတော့ရှိပါတယ်။သို့တော်သူတို့ကမိသားစုက ိုချမ်းသာတဲ့မိသားစုကကြီးပြင်းလာရင်တော့မှ तू ကငယ်ရဇွတ်တရုံနဲ့အိမ်ရမှာမနေဘဲနဲ့ဘယ်လိုနေရာမှာသွားပြီးတော့စုပ်ပြီးစုပ်ပြတ်နဲ့ကြီးပြင်းတဲ့လူတယောက်ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်။သို့တော့ तू ကတော့ဟိုသူ့ရဲ့မိဘတွေကချမ်းသာတယ်။အဲအဲ့လိုမျိုးတွေလည်းရှိပါတယ်မရှိဘူး။သို့တော့လည်းဆိုလိုတာကဘာလဲဆိုတော့အောင်မြင်တယ်အောင်မြင်မှုဆိုတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့ခံစားမှုတိုင်းခံစားမှုတိုင်းကိုငငယ်တွေကခုနဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကြမ်းတမ်းခဲ့ရတဲ့ live တွေ သူ့ရဲ့ဘဝမှာခါသူ့ရဲ့အတွေ့အကြုံတွေရပဲသူ့ကိုကောင်းအောင်မောင်းအောင်နောက်တစ်ချက်ကပြန်ပြီးတော့ဓာရီအားလုံးကိုအခုလိုပြန်ပုံဖော်လိုက်ကမှာဒီဓာတ်ပုံပညာရောခုနပြောတဲ့ရုပ်ရှင်မှာရောအဲ့ခုနနောက်တစ်ခုကစီးပွားရေး level မှာရောပေါ့နော်ပုံစံတန်မျိုးစုံနဲ့ဓာရီကပြန်အသုံးကျရတယ်ဓာရီကចောင်းပညာနဲ့မဆိုင်ဘူးចောင်းပညာစာရေးတဲ့ဖတ်တာအောင်သူသင်ပေးလိမ့်မယ်သို့တော့အသိပညာသိဉာဏ်တွေချီအောင်သင်ပေးလိမ့်မယ်သို့တော့လူတိုင်းကစာသင်ပေးတိုင်းအသိပညာရှိတာမဟုတ်ဘူး ဒါတွေအားလုံးကဘာနဲ့ဆိုင်လဲဆိုတော့ကိုဖြန့်ဖြန့်ခဲ့ရတဲ့ life ဒါလေးနဲ့ပဲပတ်သက်တယ်ခုနပြောသလိုဟိုဆင်းရဲတဲ့လူတယောက်ကငငယ်တုန်းကသူဆင်းရဲတဲ့အတွက်သူ့ဘဝကိုဘယ်လိုရအောင်ရုန်းကန်ခဲ့ရတယ်အငငယ်တုန်းကရေထမ်းရတယ်ဘာလို့ ਆ ညာလို့ဆိုတာတကယ်တမ်းသူပြန်ပုံဖော်တဲ့ချိန်မှာဒီ emotion တစ်ခုကဘာကိုပုံဖော်တာလဲဒီခံစားမှုတစ်ခုရှိတဲ့လူတယောက်ကဘယ်လိုမျက်နှာရှိရမှာဆိုတဲ့စိတ်ဒါကိုဖော်ဖို့ဆိုရင် तू ကဒါကိုသိကိုသိရအောင်အောင်မြင်နေတဲ့ရုပ်ရှင်ပညာရှင်တွေဆိုလို့ရှိရင်လေတုပ်ဆောင်တွေဆိုလို့ရှိရင် သူတို့ကိုနိုင်ကဓာရီကိုဖြတ်တန်းမှုတဲ့လူတွေပဲသို့တော့ဆက်ချမ်းလာတဲ့မိသားစုကဝင်လာပြီးတော့ဒီလောကမှာအောင်မြင်သွားတဲ့အမှုပညာရှင်တွေလည်းရှိတယ်နော်ထားတော့သူတို့ကဒါပေမဲ့အဲ့လိုလူမျိုးကိုကျွန်တော်ကိုနိုင်ကဘလို့သတ်မှတ်လဲဆိုတော့မွေးရပါဗီဇာမွေးရပါဆုံးတက်တစ်ခုပါလာတယ်လို့ကျွန်တော်သတ်မှတ်တယ်သူကကြတော့နည်းနည်းလေးပြလိုက်တိုင်းနဲ့တထွာပြတထောင်လောက်မြင်တယ်တထွာပြတထောင်ပြတထောင်တလန်လောက်မြင်တယ်ဒီလိုလူမျိုးတွေလည်းရှိတယ်အဲ့တော့ခုနကဘာလဲဆိုတော့ အဲ့ဒီလူဖြတ်တန်းလာတဲ့လူပြောက်ကခံစားမလို့ချင့်လဲတကယ်ဘလို့ချစ်ရတယ်လွမ်းဆွေလဲဘလို့လွမ်းဆွေရတယ်အဲ့တော့သူတို့တွေကအကုန်လုံးကရှစ်ဆက်ကဂျင်းဂျင်းလဲနေတဲ့လူတွေအဲ့တော့ဟိုဒါတွေဘလို့နီးနေမှဆိုဘယ်အချိန်မှာဘယ် item ကဘလို့ဖြစ်ရမှာဆိုတော့ပါးပါးလေးဖြစ်သွားသူတို့ကအဲ့လိုမသိတဲ့လူကတွက်ကကြတော့မချစ်ဘူးတဲ့လူတယောက်ကိုချစ်တဲ့ item လုတ်ပြပါဆိုဘလို့လုတ်ပြမှာမစင်းရဲဘူးတဲ့လူတယောက်ကိုစင်းရဲပြပါဆိုရင်ဒီလူစင်းရဲသားကပစိုးနဲ့အင်ကြီးအင်ကြီးအကောင်ကြီးဆွဲဆွဲဖျက်ပြီးတော့ အစိုးကြီးကဘုတ်ကဝက်ကိုနေစားပြဒါစင်းရသားမဟုတ်ဘာလဲဆိုတော့အမြင်နေလွယ်နေကြတယ်ဆိုလိုတာကငငယ်တုန်းကစင်းစင်းရဲနဲ့မိဘကိုနာမည်ဘယ်သူလဲတော့ဒီဒီဘာတော့ပြောပြမပြောပြတော့ပါဘူးငငယ်ရွေးကစင်းစင်းရဲနဲ့မိဘကိုလည်းချစ်တယ်ညီမလေးကိုလည်းချစ်တယ်ရုံးကနဲ့တားတယောက်ကမိဘကိုလည်းချစ်တားတယောက်ကတက်တူးတွေထိုးစရာအကြောင်းတော့လုံးဝမရှိသို့တော့ဒီကောင်လေးကရိုင်းတယ်ရှင်းလည်းမဟုတ်မခံဒီကောင်မိုက်တီမိုက်ကန်ဆိုရင်တော့ တတိထိုးသားလို့ရသူညမောက်ချစ်တဲ့စိတ်တော်ရှိသူမိဘပြန်လို့ယူတဲ့စိတ်ရှိဒါလို့ဆိုရင်ကျွန်တော်လက်ခံတယ်ဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ဒီ character တွေ loose ဖြစ်နေပြီးတော့မှဒီဗမာရုပ်ရှင်လောကမှာဒီလိုပဲဆက်သွားမှာဆိုရင်ဒါကိုအတူယူရမယ်ဆိုတဲ့ကျန်တဲ့မတိနားမလဲတဲ့လူတွေအတွက်ရန်လွဲကိုရောက်တော့မသွားနိုင်ဘူးလားဘယ်ဟာမှာပဲဖြစ်ပေါ့ကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့ဓာတ်ပုံမှာလည်းဒီလိုမျိုးပဲဖြစ်ကောင်းဖြစ်မယ်ကျွန်တော်ပြောမယ်အဲ့ဒါကိစ္စကိုခုနပြောတဲ့ဟာကတော့ဘာလဲဆိုတော့ ဒီခံစားမှုတစ်ခုဒီခံစားမှုတစ်ခု ਨੇ ပုံဖော်မယ်ဆိုရင်ဒီတက်တူးထိုးတဲ့လူတစ်ယောက်ကဘလို့ဟာမျိုးဖြစ်ရမလဲတက်တူးဆိုတဲ့ကားရိုက်သွားတယ်။ तू ကတက်တူးတဲ့ဒုက္ခလုံးထိုးထားတယ်ဗျာ။မိုက်တယ်အဲ့ဒါအရောက်နေရစပြီးတာကောင်းတယ် okay ကျွန်တော်လက်ခံတယ်။ဒါပေမဲ့ပညာတက်တဲ့လူသားသားတစ်ယောက်အသိဉာဏ်ရှိတဲ့လိမ္မာရင်ကြီးတဲ့သားတစ်ယောက်ကတက်တူးတွေနဲ့ဒီကားကိုရိုက်ပြတာကြောင့်လုံးဝမရှိဘူး။